ะคะคำพิจารณาของศาลนะคะแล้วก็ต่อจากนี้ท้าวันจีโจเปโตรดันชนาวะโกจังหวัดชูพาวมูซายาสวยเฉดတွင်နေဖွဲ့စည်းပုံဆိုင်ရာအခြေခံဥပဒေတရားရုံးကဇွန်လ1ရက်နေ့မှာဝင်ကြီးချုပ်ရှာရုကနေယာယီဆိုင်ခံလိုက်ပါတယ်။ပြီးခဲ့တဲ့ဇွန်15ရက်နေ့ကကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ပေထုံတန်တို့ဖုန်းပြောဆိုခဲ့တဲ့အတန်းဖိုင်ပေါက်ကြားခဲ့ပြီးဒီဖုန်းပြောဆိုမှုအတွင် ပေချုံတန်ဟာထိုင်းစစ်တပ်ကပိုချုံတို့ကိုဝေဖန်ခဲ့တယ်လို့ထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းပွားမှုဆိုင်ရာဖြစ်စဉ်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဖုန်းပြောဆိုမှုကိုဟွန်ဆန်ဘက်ကအသံဖန်ထားပြီးကမ္ဘောဒီးယားကနိုင်ငံရေးသမား80ကိုဖြန့်ဝေခဲ့ရကနေပေါက်ကြားခဲ့ပြီးပေချုံတန်ကိုဝန်ကြီးချုပ်ရှာရုကနေနှုတ်ထွက်ပေးဖို့အထိဆန္ဒပြတောင်းဆိုမှုတွေရှိခဲ့တာပါ။ဒါအပြင်ထိုင်းအထက်လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်ကိုယာရုကနေနှုတ်ထွက်ဖို့အတနာခံစာပေးဖို့တောင်းဆိုခဲ့ပြီးဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဒီကနေ့မှလက်ခံလိုက်တာဖြစ်ပါတယ်။တရားရုံးကအမှုကိုခုံရုံးတင်စစ်ဆေးနေစဉ်အတွင်းမှာပေထုံတန်းနေနဲ့တာဝန်ထမ်းဆောင်ခြင်းမပြုဖို့အမိန့်ချခဲ့ပြီးယာရုကနေယာယီဆိုင်ခံလိုက်တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ပေထုံတန်းနေနဲ့အစိုးရအင်တော်ကနေပါထွက်ခွာသွားပြီလို့ထိုင်းသတင်းဌာနတွေမှာဖော်ပြကြပါတယ်။လက်ရှိမှာတော့ယာယီဝန်ကြီးချုပ်အနေနဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝန်ကြီးဖြစ်တဲ့စူရိယာကိုခန့်အပ်ခဲ့ပြီးဇူလိုင်3ရက်နေ့မှာစံသစ္စာကျင်းစုပွဲအခမ်းအနားကျင်းပမယ်လို့လည်းထုတ်ပြန်ထားပါတယ်။